မှုသိပ္ပံကောလိပ်မှာသဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကတခုဖြစ်တဲ့ plastic ညဉ့်ဉန်းမှုပြဿနာကိုရှော့ချနိုင်ဖို့ eco break လုပ်တဲ့နည်းလမ်းလေးတခုကိုအသုံးပြုနေပါတယ်။ဒီအကြောင်းကိုမြတ်သစင်ကပေးပို့ထားပါတယ်ရှင်။ plastic အမိုက်တွေဟာလွယ်လွယ်နဲ့မဆွေးမြေ့နိုင်တာကြောင့်ကမ္ဘာကြီးမှာ plastic ညဉ့်ဉန်းမှုဟာသဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာတွေကတခုဖြစ်လာပါတယ်။ကယင်းဒီလူမှုသိပ္ပံကောလိပ်မှာတော့သဘာဝပတ်ဝန်းကျင်အတွက် plastic အမိုက်တွေကို မီးရှို့တာစွန့်ပစ်တာမျိုးတွေမလုပ်ဘဲ eco bridge ဆိုတဲ့နီလန်းကိုလှုပ်ဆောင်ကြဖို့အလေးချိန်ကောင်းတွေမွေးမြူပေးနေပါတယ်။ eco bridge ဆိုတာကတော့အသုံးပြုပြီးသားပလတ်စတစ်တွေကိုရေတံပူးတဲ့တိတ်ထည်ပြီးအုတ်ခဲအစားထိုးသုံးတာပါ။ကျမတို့ကပေါ့နော်တင်တန်းသားတွေခေါ်ယူပြီးတဲ့နောက်မှာဆိုရင်အာကျမတို့ orientation ကလာကတဲ့ကပေါ့နော်အာဆဆမိတ်ဆက်တဲ့ကလာကတဲ့ကိုကကျမတို့အာဒီအမိုင်းနဲ့ပတ်သက်ပြီးတော့အာ အချိန်ကိုမဖြစ်မနေထည့်တယ်ပေါ့နော်ပြီးလို့ရှိရင်အာဒီမိုင်းနဲ့ပတ်သက်ပြီးတော့ចောင်းသူចောင်းသားအတိတ်တွေနဲ့အာမိတ်ဆက်တာတွေအာအမိုက်ဆိုတဲ့အမျိုးအစားတွေဗားရရှိလဲဆိုတဲ့အစာမျိုးတွေအပြန်အလှန်မခုမင်းချင်းတာအာပြီးလို့ရှိ brainstorming လောက်တာတွေအဲ့လိုမျိုးတွေလောက်တယ်ပေါ့နော်ပြီးတော့ဒီကျမတို့ဒီအကို break ဆိုလဲအာအမိုက်ထိန်းသိမ်းတဲ့အခါမှာဆိုရင်အရန်ကြီးအတုံးဝင်တဲ့နီလန်းတစ်ခုဖြစ်တယ်ပေါ့နော် eco breaker ဆိုရင်ကျမတို့ចောင်းမှမဖြစ်မနေလိုက်လောက်ရတဲ့နီလန်းတစ်ခုဖြစ်တယ် ီအန်ဒီလူမှုသိပ္ပံကောလိပ်မှာပညာသင်ကြားနေတဲ့ကျောင်းသူတယောက်ကတော့မိမိတကိုယ်ရေးစာအမှိုက်တွေကိုကိုယ်ပိုင်အမှိုက်ဘူးထားပြီး eco print ဘယ်လိုလုပ်ကြတယ်ဆိုတာကိုပြောပြခဲ့ပါတယ်။လုံခြုံရေးအခြေအနေအရ DVP သတင်းတောက်တယောက်ကအတန်စာထိုးဖတ်ကြားပေးထားပါတယ်။ eco print ကကြတော့ကျမတို့ဘယ်လိုလုပ်လဲဆိုရင်ဒီ plastic အမှိုက်ပဲဖြစ်ဖြစ်ကျမတို့မုံသောဝေစားတာဖြစ်ဖြစ်ဝေစားပြီးလို့ထွက်လာတဲ့ plastic အမှိုက်ကဘာမှပြတ်သုံးလို့မရဘူးဆိုရင်ကျမတို့ကဆေးကြော်ရေပေါ့နော် ပြီးရင်ကျမတို့စီမှာရှိတဲ့အချိုရဘူးခွန်တွေအဲ့လိုမျိုးထေးမှာကျမတို့ကဆေးကြောပြီးမှထေးတယ်။ထေးပြီးရင်ကျမတို့ထေးတဲ့အခါမှာဆိုရင်လေအရဲတွေပြည့်ကျက်လာတဲ့အခါမှာဆိုရင်ကျမတို့ကဒုံးနဲ့တင်းတင်းကျပ်ကျပ်လေးထိုးထေးရပေါ့နော်။ထိုးထေးပြီးမှပဲကျမတို့ဘူးတဘူးလုံးတင်းတင်းကျပ်ကျပ်နဲ့ညှိလိုက်တဲ့အခါမှာလေလုံးဝပျော့တော်တဲ့ဟာမျိုးမရှိဘဲနဲ့တင်းကျပ်နေတဲ့ဘူးမျိုးကိုပဲကျမတို့ကအဲ့ဒါအပြည့်အဝ eco pic ဖြစ်တယ်ဆိုတဲ့ဟာမျိုးပြောရပေါ့နော်။ကရင်ီလူမှုသိပ္ပံကောလိပ်မှာတော့ ចောင်းបုံអ្មိုက်ဆိုတဲ့နေရာថាရှိပြီးអ្មိုက်ကိုអ្មိုက်ဆိုអ្មိုက်ឆោ plastic ဆိုပြီး၃မျိုးခွဲထားပါသေးတယ်။ဒီចောင်းបုံអ្មိုက်ကထွက်တဲ့ plastic អ្មိုက်တွေကိုလည်းចောင်းသူចောင်းသားတွေရောဆီယာဆီယာမတွေပါအတူဝိုင်းပြီး eco brick အဖြစ်လုပ်ခဲ့ကြပါတယ်။တကိုယ်ရေအ្មိုက်တွေကထွက်ရှိတဲ့ eco brick တွေနဲ့ចောင်းបုံអ្មိုက်ကထွက်တဲ့ eco brick တွေအားလုံးကိုတော့ចောင်းဝင်အတွင်းလမ်းခင်းတဲ့နေရာမှာပြန်လည်အသုံးချခဲ့ကြပါတယ်။ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ plastic အ្មိုက်စည်ရင်းအင်းတဲ့အချက်လက်အရာ ကမ္ဘာလုံးဆိုင်ရာပလတ်စတစ်ဆွန့်ပစ်ပစ္စည်းတွေဟာလွန်ခဲ့တဲ့ဆယ်စုနှစ်၄ခုအတွင်းခုနှစ်ဆကျော်တိုးလာခဲ့ပြီးတစ်နှစ်ကိုမက်ထရစ်တန်ချိန်တန်360ရှိပါတယ်။ကျမမျက်သစင်ပါရှင်။